မြန်မာစာပေစာပတ်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာပတ်ပရိသတ်ကြီးရဲ့အတွက်မြန်မာစာမြန်မာစကားမြန်မာစကားစုနဲ့မြန်မာရိုးရာစကားပုံတွေဘယ်ကနေဘလို့ဖြစ်ပေါ်လာပြီးဘယ်လိုအခြေအနေတွေမှာအသုံးပြုကြတယ်လဲဆိုတဲ့အကြောင်းအရာကိုပြန်လည်မျှဝေပြီးတော့မှဖြစ်ပါတယ်ဒီနေ့တော့ရွေးချယ်ထားတဲ့စကားစုကတော့ပါစာပေဆိုတဲ့စကားစုလေးပဲဖြစ်ပါတယ်ဒီစကားစုလေးကိုတော့ကျွန်တော်တို့ငငယ်ကလေးကနေ ရုပ်ဤနေအောင်အသုံးပြုခဲ့ကြပါတယ်အထူးသဖြင့်ကျွန်တော်တို့ဆော့ကစားတဲ့အခါမှာလူတယောက်ကို အခွင့်အရေးပေးခြင်းမျက်နှာသာပေးခြင်းတို့ကိုပေါ်ပြကြတဲ့အခြေအနေမှာအသုံးပြုကြပါတယ်ဒီစကားစုလေးရအတိတ်ပဲကို ပြောပြရမယ်ဆိုရင်ဒီစကားစုလေးဟာပစစ်ကြွေကစားတဲ့နေရာကနေစတင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ပစစ်ကြွေကစားတဲ့နေရာမှာကြွေပွင့်နှစ်ပွင့်ကိုပါလို့ခေါ်ပြီးတစ်ဖက်ပြိုင်ဘက်ကို လက်ရည်အตาပေးပြီးကစားတဲ့အခါပါစာပေးဆိုပြီးအသုံးပြုကြပါတယ်။အဲဒီကနေမှတစင်နေရာတိုင်းလိုလိုမှာအခွင့်ရေးပေးခြင်းအလိုလိုက်ခြင်းမျက်နှာသာပေးခြင်းစတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့အနေနဲ့ပါစာပေးဆိုတဲ့စကားစုကို ဥပမာပြု အသုံးပြုလာကြပါတယ်။မြမစာပေပြိတ္တကြီးအနေနဲ့ဒီစကားစုရဲ့ဝေါ်ဟာရအဓိပ္ပာယ်ကိုတည်သွားကြမယ်လို့ပြောလဲပါတယ်။ နောက်နေ့တွေမှာလည်းနောက်ထပ်စကကစုနဲ့စကကဘုံတွေရဲ့အကြောင်းကိုဘူးတုဒအနေနဲ့သိရှိလိုတယ်ဆိုရင်ကျွန်တော်တို့မြမစာပေ YouTube channel နဲ့ Facebook page ကို like and subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်။